ထိုင်းနိုင်ငံချင်းမန်ခဲတို့မှာရှိတဲ့မြန်မာရွှေပြောင်းအလို့သမားတွေအတွက်လောက်ခလာစာအပါဝင်အလို့သမားအခွင့်အရေးတွေရဖို့မြန်မာတန်ယုံကတာဝန်ရှိသူတွေရဲ့အကူအညီတွေလိုအပ်နေပါတယ်။ဒေါခင်ယူပါကဒီသတင်းကိုတင်ဆက်ထားတာပါ။ထိုင်းနိုင်ငံချင်းမန်ခဲအတွက်မှာလာရောက်လုကင်နေတဲ့မြန်မာရွှေပြောင်းအလို့သမားတွေဟာလောအားကနေပါတာလာစာပုံမှန်မရတာတွေကြုံတွေ့နေရပြီးအလို့သမား passport တွေကိုလည်းအလို့ရှင်ကတင်ဆက်ထားတဲ့အတွက်အလို့ပြောင်းရွှေ့လို့မရတာတွေရှိနေတာပါ။လူဆိုလာတယ်မဟုတ်ဘူးကျွန်တော်စာအုပ်တာပြန်ပေးတစိတုံးထူတာဖြစ်စေမထူတာဖြစ်စေပေါ့နော်အဲ အာပတ်ဆိုင်ကြောက်လေသူကအာနောင်းနေထုတ်မယ်နောင်းနေထုတ်မယ်တော့သူတဖြည်းဖြည်းထုတ်သွားပြီးတော့မှသူကအဲ့လိုလုပ်တယ်အဲ့ကျတော့ကျွန်တော်အနေနဲ့အားလုံးပေါင်းဒီအလုပ်သမားတွေကိုပတ်ဆံမှန်စီခြင်းတယ်ကျွန်တော်ဗီဇာစာအုပ်လေးတွေတော်ဒီဖြစ်စီမတော်ဒီဖြစ်စီပြန်ပေးကျွန်တော်လိုချင်တယ်ဒါဟုတ်ပဲလိုချင်တာကျွန်တော်ထိုင်းစွဲကတရက်ကိုလိုအားကဘတ်300ပေးဖို့တတ်မှတ်ထားပေမဲ့မြန်မာအလုံသမားအများစုဟာဘတ်190ဝန်းကျင်လောက်ပဲရရှိနေပြီးလုပ်ငန်းကျွမ်းကျင်တဲ့လူနည်းစုတချို့ကသာဘတ်150လောက်အထိရရှိနေတာပါဒါပေမဲ့15ရက်တခါငွေထုတ်ပေးတာမျိုးကို အလုပ်ရှင်ကပြက်ကွက်နေတာကြောင့်စားဝတ်နေရေးနဲ့ငွေကြေးအခက်အခဲတွေနဲ့လည်းရင်ဆိုင်နေရတဲ့အပြင် passport တွေကိုလည်းအလုပ်ရှင်ကတင်ဆက်ထားတဲ့အတွက်အလုပ်သစ်ရှာလို့မရဘဲလက်ရှိအလုပ်ရှင်ထားတဲ့တန်းရားတွေကနေဆွန့်ခွာဖို့ခက်ခဲနေတာပါပြည်ဆိုင်အောင်တစ်ခါတည်းမပြီးဘူးဟိုတစ်ထောင်ပြီးလိုက်ပေါ့နော်900ထုတ်ပြီးလိုက်အဲ့လိုမျိုးပြီးတယ်ပြောရရင်ပြည်ဆိုင်ခွဲခွဲပြီးတယ်ပေါ့လုံးကနေမပြီးဘူးအဲ့လိုခုလည်းအထမ်းလုံရပဲရသေးတယ်ကျန်တာမရသေးဘူးဒီနေ့တော့ပြည်ဆိုင်မတုံးလို့ဆိုပြီးတော့ရောက်မှမတော်ကြဘူးအဲ့လိုမျိုး အင်္ဂလိပ်ရတရား90ပတ်စဖို့ကလည်းဟိုတတိတိန်းတရာ3လလောက်ရှိပြီပြန်ပြီးမယ်ဆိုပြီးတော့လေတောင်းတာကိုပြန်လဲမပြီးဘူး9ခါလောက်ရှိပြီတောင်းနေမြန်မာလူသမားတွေအနေနဲ့လောက်ခလာစာတွေပြန်လဲရရှိအောင်လူသမားကြီးလိုက်လံကူညီပေးနေတဲ့သူတွေကအလုရှင်တဲ့လူသမားတွေကြားဈာဝင်ညီနိုင်ပြီးလိုက်လံဆောင်ရွက်ပေးမှသာလောက်ခလာစာတွေပြန်ရတာမျိုးရှိနေတဲ့အတွက်တန်ယုံတာဝန်ရှိသူတွေကိုယ်တိုင်လာရောက်ကူညီဖြည့်ရှင်ပေးမယ်ဆိုရင်ပုံမထီရောက်နိုင်တယ်လို့အလို့သမားတွေအရေးလိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့သူတွေကပြောပါရယ် ဟိုနောက်နောက်ကိုလည်းဖြစ်လာလို့ရှိရင်တန်ရွားနေပြီးတော့မှအရာရှိတွေပေါ့ဗျာအခုအစိုးရလည်းခန့်ထားတာတွေရှိတယ်အသူတို့ကနေပြီးတော့မှလာပြီးတော့မှဒါတွေကိုနည်းနည်းစုံစမ်းစစ်ဆေးပြီးတော့မှဟိုသူတို့ရဲ့ရတဲ့ရထိုက်တဲ့အခွင့်အရေးတွေဟိုရတဲ့ရထိုက်တဲ့လစာတွေအစိုးရဒီတရားဝင်ချမှတ်ထားတဲ့လစာ300အခုက300ပဲရပါတယ်တချို့တွေက190တရားနေရာကျော်အဲ့ဒါတွေမဖြစ်သင့်ဘူးဆိုတာကိုလည်းကျွန်တော်တင်ပြစေချင်ပါတယ်နောက်တန်ရုံးလည်းသိစေချင်ပါတယ်ဒီတွင်းထဲမှာရှိတဲ့ဒီကျွန်တော်တို့အစိုးရတွေကိုလည်းသိစေချင်ပါတယ် ထိုင်းနိုင်ငံရဲ့ဒုတိယမြို့တော်ဖြစ်တဲ့ချင်မိုင်မြို့မှာမြန်မာကောင်စစ်ဝင်ရုံထားရှိဖို့မြန်မာတန်ရုံကစ조사ဆောင်ရွက်နေတာတွေကိုအမြန်ဆုံးကောင်ထည့်ဖော်ဖို့နဲ့မြန်မာရှေ့ပြောင်းအလို့သမားတွေရဲ့အရေးကိုထိထိရောက်ရောက်ကူညီဖြည့်ရှင်းပေးဖို့ကိုလည်းအလို့သမားအရေးလိုက်လံဆောင်ရွက်ပေးနေတဲ့သူတွေကတိုက်တွန်းလိုက်ပါတယ်။ထိုင်းအစိုးရနဲ့မြန်မာအစိုးရတို့နှစ်နိုင်ငံသဘောတူညီချက်နဲ့တရားမဝင်မြန်မာအလို့သမားတွေကိုအလို့သမားအခွင့်အရေးအပြည့်ဝရရှိလာဖို့နဲ့တရားဝင်အလို့လုတ်ကိုင်နိုင်အောင်ယာယီနိုင်ငံကူးလက်မှတ်တွေလုတ်ပေးဖို့ထိုင်းအလို့ရှင်တွေနဲ့မြန်မာအလို့သမားတွေကိုတိုက်တွန်းထားပါတယ်။ ဒါမဲ့လက်မှတ်မရှိတဲ့မြန်မာအလုပ်သမားတွေတော်တော်များများရှိနေဆဲဖြစ်ပါတယ်ကျွန်မခင်ပါပါရှင်